အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလ၄ရက်တနင်္ဂနွေနေ့အတွက်မော်လီဝတာခမ်းမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်မေလ15ရက်ကနေ18ရက်တွင်ကပလီပင်လယ်ပြင်မြောက်ပိုင်းမှာလေပြင်းနဲ့ရေဝံတစ်ခုဖြစ်ပေါ်နိုင်ပြီးပုံမော်အားကောင်းလာကအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်မှာဖြစ်တယ်လို့မော်လီဝတာပညာရှင်အိုဝင်နိုင်ကခန့်မှန်းထားပါတယ်။ဒါကြောင့်လေပြင်းနဲ့ရေဝံအစပြိုချိန်မှာမြဝကျွန်မကန်ယိုရန်နဲ့မွန်တနင်္လာရီကန်ယိုရန်ဒေသတွေမှာ တနအီမိုင်40နေပါကန်အထိတောင်မကနေလေပြင်းများတိုက်ခတ်နိုင်ပြီးမိုးသည်ထန်နိုင်ပါတယ်။လာမယ့်တစ်ပတ်အတွင်းတနအီတိုင်းမုံပြီးကရင်ပြည်ကရနီကရပြည်အေယဝရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအရှိချမ်းရှမ်းပြည်အရှိပိုင်းနဲ့တောင်ပိုင်းဒေသအချို့တို့မှာမုံရွာနိုင်ပြီးတနင်္လာရတိုင်းတောင်ပိုင်းမှာတော့ရက်သက်တစ်ပတ်တစ်ပတ်လုံးမုံများနိုင်ပါမယ်။တနင်္ဂနွေလအတိုင်းတာနဲ့ဆိုရင်တော့ ဒီကနေ့ကနေမေလ9ရက်နေ့အထိရာဒီဥတုတာယာနိုင်ပြီးမေလ10ရက်နေ့နောက်ပိုင်းမှာတော့မုန်းပြန်လဲရွာတော်နိုင်ပါတယ်။ဒါပေမဲ့ကချင်ပြည်မြောက်ပိုင်းဒေသတွေနဲ့တရနာအတိုင်းအလုံးနေပါမှာတော့တပတ်လုံးမိုးဆက်ရွာနိုင်မှာဖြစ်တယ်လို့ဥဝင်နိုင်ကခန့်မှန်းထားပါတယ်။ ကပလီပင်လယ်ပြင်မြောက်ပိုင်းမှာလေပြင်းနဲ့ရေဝန်ဖြစ်လာနိုင်ဖို့50ရာခိုင်နှုန်းထိတေချာမှုရှိလာပြီဖြစ်တာကြောင့်မြဝကျွန်မကန်နီပင်လယ်ပြင်မှာလောက်ကိုင်းနေကြတဲ့ရေလုံသားတွေအချိန်မီပြန်လည်ဝင်ရောက်နိုင်ဖို့ချုပ်တင်ပြင်ဆင်တဲ့နယ်လိုလဲဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒီကနေ့ညနေအထိမွန်ပြည်နယ်သတင်းနာရီတိုင်းတို့မှာနေရာစိတ်စိတ်ကချင်ပြည်၊ကရင်ပြည်၊ချင်းပြည်၊ရှမ်းပြည်နေပြီးတော့ရန်ကုန်တိုင်း မန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတို့မှာနေရောင်ကြဲကြဲနဲ့ကြံပြင်းနေတဲ့တိုင်းတွေမှာနေရောင်ခွက်ကြောင်းမုတ်တချုံရွာနိုင်ပြီးရွာရင်ရှားနှုံးပြည့်ဖြစ်ပါတယ်ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အနောက်အလဲပိုင်းတို့မှာတိမ်ထူထပ်နေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အိုတို့မှာတိမ်နေငယ်ကနေတိမ်အသင်အင့်ဖြစ်ထွန်းနေပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းအသင်အင့်ရှိပြီး မြမကဲဝရန်ရှောင်းတဲ့ကံလွန်ပင်လယ်ပြင်တို့မှာလှိုင်းအမြင့်၅ဘေကနေ၈ဘေကန့်ရှင်နိုင်ပါတယ်။မွန်ပြည်တရနာရီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာမိုးတိမ်အောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်အောင်တွေရွေရှားရာတခြားမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုပစ်ခြင်း၊လင်းစည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့တိုတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကချင်ပြည်၊ကရင်ပြည် မွန်ပြည်စကန်နိုင်းထက်ပိုင်းနဲ့တရနာရီတိုင်းတို့မှာနေရကြဲကြဲကနေနေရဆဲဆဲမုတ်ထချုံရွာပါမယ်ရှင် ကျမနှနယ်ပါ